ီအပိုင်းမှာ Samsung ကနေပြီးတော့ A50 5G ဆိုရဲ mirror phone လုံထွက်တာတယ်သူကအရင် model နဲ့ဆိုရင်တော့ design ပိုင်းကကွဲပြားတဲ့ပုံစံမျိုးမှာရှိတယ်ဆိုတော့ A55 5G နဲ့ဆိုရင်ဘာတွေကွာသွားမလဲဆိုတာကိုနည်းနည်းလေးပြောပြမယ်။အကြမ်းပြင်းနေနေကတော့ခုနပြောသလိုပဲဒီဇိုင်းပိုင်းပြောင်းလာတယ်။ display မှာဆိုရင်အရင် model ထက်နည်းနည်းလေးပုံပြီးတော့ကောင်းလာတယ်။နောက်ပြီး processor လည်းချိန်သွားတယ်။ AI တွေဘာတွေဆိုရင်လည်းပုံပါလာတာရှိတယ်။ဆိုတော့ဘာတွေစိတ်ဝင်စားစရာကောင်းလာတယ်ထပ်တွေ့ရအောင်မလဲဆိုတာကိုစက်ကြည့်ကြမယ်။ ဒီဇိုင်းပိုင်းလေးနည်းနည်းပြောင်းသွားတယ်ဆိုတော့က A55 တုံးကတော့ SCD ရဲ့ design language အတိုင်းထုတ်ထားတဲ့အတွက်ကြောင့်မလို့ပုံစံနည်းနည်းလေးဆင်တယ်။ဒါပေမဲ့အခုတစ်ခေါက်ကတော့ A55 လိုမျိုး SCD ရဲ့ပုံစံနောက်ကိုမလိုက်တော့ဘဲနဲ့သူကတမျိုးတစ်ပါးသာနဲ့ခွဲထွက်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ camera eyelens ပုံစံနေရာလေးမှာတော့ မတူတဲ့ဒီဇိုင်းမျိုးလုပ်ပေးထားတာတွေ့ရတယ်။ကင်မရာ island ဆိုရင်လည်းအပြင်ဘက်ကိုတော်တော်လေးကိုထွက်နေတယ်။ flat ဖြစ်တဲ့ဘောင်ဒီမှာတောင်နာတွေကိုလုံးထားတဲ့ပုံစံလေးလုပ်ထားတယ်။အရင် A55 နဲ့တူတာဆိုရင် premium glass back ကိုသုံးထားတာဆိုတော့ပုံကတော့တော်တော်ပါပါရှိတယ်။လက်ထဲမှာကန်ရတာလည်းပေါ့တယ်။ကိုယ်တွေလည်းပါတယ်။ကိုယ်တွေကလည်းတော်တော်လေး solid ဖြစ်တဲ့ပုံစံရှိတယ်။ဘေးကွာဒီကတော့ IP67 rating ဆိုတော့ရေစိုးခံမယ်ဖုန်တန်တွေခံနိုင်မယ်ရေမုံရေမွားတန်တွေခံနိုင်မယ် ရေထဲနှစ်ထာတွေပါလေလှုပ်လို့ကြရတယ်ဒါပေမဲ့အကြာကြီးတော့မရဘူး A55 နဲ့ဆိုရင်တော့ဒီဇိုင်းပုံစံကဒီကင်မရာနေရာမှာကွာသွားတယ်ဆိုပေမဲ့လို့အယောင်တွေဘာတွေကတော့သူကပို့ပြီးတော့မိုက်တယ် display ကလည်း A56 မှာ Super AMOLED ကိုပဲတုံထားတယ်အခုပိုကောင်းလာတာ display size ကပိုကြီးသွားတယ်။ A56 က6.3လက်မှ display ရွယ်စားဖြစ်သွားတယ်။ A55 တုံးကတော့6.6လက်မကိုပဲတုံးထားတယ်။အဲ့ဒီကမှ improve ဖြစ်လာတယ်။နောက်တစ်ခုက display ရဲ့အရောင်ထုတ်ပေးတာဒီမှာလည်းကောင်းနေတော့မယ်။အလင်းထုတ်ပေးတာကတော့ A55 တဲ့ပုံကောင်းသွားတယ်။1000နှစ်ဖြစ်သွားတယ်။အရင်1000နှစ်တုံးထားတဲ့ပုံပြီးတော့အလင်းထုတ်ပေးတာကောင်းလာတယ်။နေရောင်အောက်မှာပုံတုံးလို့ရမယ်။အဲ130 hz display ပဲဆိုတော့အပေါ်ဆွဲတွေလည်းချောမွေတယ်။ ကင်မရာကတော့ A50 စစ်မှာလဲအနောက်ကင်မရာသုံးလို့မယ်အရှိကင်မရာမှာသုံးထားတာအရင်မော်ရီနဲ့တော့မတူတော့ဘူးအနောက်ကင်မရာတွေကတော့50 megapixel OIS main camera 12 megapixel ultra wide နဲ့5 megapixel macro camera တွေပါတယ်အရှိကင်မရာကတော့12 megapixel ကိုပဲသုံးထားတယ်အဲ့ဒီနေရာမှာ A55 တုံးကတော့32 megapixel ကင်မရာကိုသုံးခဲ့တာဆိုတော့အဲ့ဒီနေရာမှာတော့ downgrade ဖြစ်သွားတယ်ဒါမဲ့တခုကောင်းတာက HDR video နဲ့ low noise တီမှာတော့ပို့ပြီးတော့ A56 ကကောင်းတယ်။ဓာတ်ပုံတွေလည်းရိုက်ကြည့်တာလည်းမဆိုးဘူး quality ကောင်းတယ်။ AVPC ရဲ့ performance မှာတော့ improve ဖြစ်လာရရှိတယ်ချစ်ဆက်က Asino 1580ချစ်ကိုထည့်ပေးထားတယ် AVP5 တုန်းကတော့ Asino 1480ကိုပဲတုံးထားတယ်ဘာဖြစ် model တခုအစ်စ်ပြောင်းတိုင်းမှာချစ်ဆက်ကိုအစ်စ်တခုထည့်ထည့်ပေးထားတော့ကျေးဇူးတင်ရမယ် OS ဆိုရင် UI 7နဲ့လာတယ် OS support ကို A56 မှာ6နှစ်ပေးထားတယ်အရင် model ကတော့9နှစ်ပဲပေးထားတယ်ဖုန်းကိုသုံးကြည့်တာလည်းအသုံးတွေချောမွေတယ် multi-desk နေလည်းကောင်းတယ် gain တချို့လည်းအဆင်ပြေတယ် high graphic intensive gain တချို့တော့အဆင်ပြေမှာမဟုတ် As you know, Wi-Fi 80ကမဆိုဘူးသုံးလို့တော့ကောင်းတယ်။ A56 ကအောဆွန် intelligent လို့ပြောထားတဲ့အတိုင်းပဲသုံးလို့ကောင်းတဲ့ AI feature တွေပါလာတယ်။ Object Eraser, Best Way Edit Suggestion, Custom Filter နဲ့ Auto Train ဆိုတဲ့ Photography နဲ့ပတ်သက်တဲ့ AI feature တွေရဲ့ Productive အတွက်ဆိုရင် AI Sled နဲ့ Read Aloud ဆိုတဲ့ feature တွေပါတယ်။ Battery ကတော့9000 mAh ပါလာတော့ A55 နဲ့အတူတူပဲ။ Battery အသင်းစနစ်မှာတော့ A55 တဲ့သူကပို့ပြီးတော့ကောင်းလာတယ်။ အရင်တော့က A55 က 25W AT fast charging ကို support ပေးထားတာဖြစ်တဲ့ကြောင့်မလို့90ရာခိုင်နှုန်းအပြန်ပြေးဖို့ဆိုရင်တနအီနီးပါးလောက်တော့ကြာတယ်။အခုကတော့45 watt fast charging အထိ support ကြတာဆိုတော့ ဒီ50%လောက်ပြေးဖို့အတွက်ဆိုရင်တနားီဒီဘာမကြတော့ဘဲနဲ့နိုင်ဝက်ကြော်ကြော်လောက်ပဲကြာတော့တယ်ဆိုတော့ဒီ A55 တဲ့ဘက်ထရီစနစ်မှာ A56 ကပို့ပြီးတော့ improve ဖြစ်လာတယ် A55 ကရွေးလို့အဆင်ပြေလားဆိုတော့အရင် A55 ထက်ဈေးသက်သာတာကတော့ကောင်းတဲ့အချက်လို့ပြောရင်လည်းပြောလို့ရတယ် improve ဖြစ်လာတာတွေလည်းများတယ် AI ဘိုင်းပို့ပြီးတော့ကောင်းလာတယ်ဒီဇိုင်းကလည်းတော်တော်လေးကြည်ကြည်လေးရှိတယ် A55 ကနေပြီးတော့ချိမ့်မယ်ဆိုရင်တော့သူ့မှာအများကြီးပြောင်းလဲသွားတာမျိုးတော့မရှိဘူးနောက်ထပ် model လေးစောင့်ကြည့်လဲစောင့်လို့ရတယ်အကယ်လို့မှကိုယ်ကဆန်ဆောင်မှုကိုအခုမှစပြီးဝယ်တယ်ဆိုရင်တော့သူ့ဈေးလေးနဲ့ပါတဲ့ feature ဈေးကမစိုးတဲ့အတွက်ကြောင့်မလို့ရွေးရင်လည်းအဆင်ပြေနိုင်တယ်ဆိုတော့ A56 ကိုဘယ်လိုမြင်လဲအဲကိုယ့်ရဲ့အမြင်လေးတွေကိုပြောပြပေးခဲ့ပါအောင်ကျွန်တော်တို့ဒီနောက်ထပ် video ကြမှာထပ်တွေ့ကြမှာ